Hello guys အားလုံးပဲမိသားစုဒီမှာတော့ကျမကရင်ကြည့်ပြီးနေတဲ့တစ်ဖက်သူရဲ့ feeling လေးကိုကြည့်ပေးမယ်။အမ်ဒီကမှာတော့ဒီပေါ့နော်ဒီ tag confession ရဲ့ the hidden truth ရဲ့နော်ဒီ oracle နှစ်ခုကိုတုံးထားတယ်။အဲတော့ဆက်လိုက်ကြမယ်နော်။တစ်ဖက်သူကကိုကိုဘာပြောချင်နေလဲ။ Yeah. No one else make me feel the way you do. But I take is to grieve before and tell you ဒါတော့ဘောနော်ဘသူကမှငါ့ကိုမင်းလို့ခံစားရအောင်မျိုးအခံစားရအောင်မလုပ်နိုင်ဘူးဘောဘသူကမှမင်းလို့ခံစားချက်မျိုးငါ့ကိုမပေးနိုင်ဘူးဒါမဲ့အဲ့ဒါကိုငါဘယ်တော့မှမင်းကိုထုတ်ပြောမှာမဟုတ်ဘူးလေနော်အဲဒါကသူမရှိတော့တဲ့အချိန်တည်းပေါ့နော် အဲ့ဒီအကြောင်းညာကိုသူဖို့အောင်ဘယ်တော့မှထုတ်ပြောမှမဟုတ်ဘူးပေါ့နော်အဲ့ဒီသဘောမှာအဲ့တော့ကြည့်အချင်းမအာဒါတော့လေမင်းကိုမေးနိုင်ဖို့အတွက်ငါကအလုံးမှာပေါ့နော်အာသူရဲ့စိတ်တွေကိုပေါ့နော် မြုပ်နှံထားတယ်လို့ပြောချင်တာ I know what I am doing amply them to keep you confused um ဘာလုပ်လို့လဲဆိုငါတည်တယ်ငါကအမ်မင်းကိုစိတ်ရှုပ်ထွေးသွားအောင်လို့အတော့အချင်းအောင်စောင်းနေတာဖြစ်တယ်ဗောနော်နောက်တစ်ခုဒါလေးယူတိုင်းမယ် I remember every detail of that day um uh, အဲ့ဒီနေရဲ့အသေးစိတ်ကိုတဲ့နော်ငါမှတ်မိရဲ့တဲ့တတ်သေးဆိုအဲ့ဒီနေပေါ့နော်အဲ့ဒီနေ every detail ဖြစ်ပြသွားတဲ့အရာတွေအားလုံးအသေးစိတ်ကအစားမှတ်မိရဲ့တဲ့ဘယ်နည်းကိုပြောရလဲတော့မသိဘူးနော်နောက်တစ်ခု I put you away because I do not want the responsibility ငါကတောင်းဝင်မယူနိုင်တဲ့အတွက်ကြောင့်မလို့မင်းကိုအဝေးကိုတွန်းထုတ်ခဲ့တယ်။သူတောင်းဝင်မယူနိုင်တဲ့အတွက်ကြောင့်မလို့တောင်းဝင်ယူတာတောင်းဝင်ခံတာမလုပ်နိုင်တဲ့အတွက်မလုပ်ချင်တဲ့အတွက်ကြောင့်မလို့မမလုပ်ချင်တဲ့အတွက်ကြောင့်မလို့ one so need to know what မလုပ်ချင်တဲ့အတွက်ကြောင့်မလို့တောင်းဝင်ယူတာတောင်းဝင်ခံတာကိုမလုပ်ချင်တဲ့အတွက်ကြောင့်မလို့မင်းကိုအဝေးကိုတွန်းထုတ်ခဲ့တယ် ဆိုလိုက်တာနော်သူဆိုပဲ I want to be more than friends တငယ်ချင်းထပ်ပို့ခြင်းတယ် we တာကဘလို့ရတယ်ကိုကတငယ်ချင်းထပ်မပို့ချာဘူးလား so ဒါလည်းကြည့်မှာ our connection is complicated there are issue out of our control ငါတို့ရဲ့ connection ကအာရှုပ်ထွေးတဲ့ connection တစ်ခုဖြစ်တယ်ပေါ့နော်음ပြီးရင်ငါတို့မထိန်ချုံနိုင်တဲ့အာပြဿနာတွေမထိန်ချုံနိုင်တဲ့အကြောင်းအရာတွေမချိန်ချုံနိုင်တဲ့ကိစ္စတွေအများကြီးပဲတဲ့ပါလီယာ I know what you meant to me I'm ready to be with you only you now နဲ့နော်မင်းကငါအတွက်ဘလောက်ရှိပါလဲအဓိပ္ပာယ်ရှိတဲ့ဆိုတာအမ်ငါသိပါတယ်တဲ့ခုကတော့တဲ့မင်းနဲ့အတူတူရှိအခုချိန်မှာအာမင်းနဲ့အတူတူရှိဖို့ရာအသင့်ပါပဲနဲ့နော်အခုမင်းနဲ့အတူတူရှိဖို့အသင့်ပါပဲတဲ့နော် I hate this distance between is doesn't feel good အာငါတို့နှစ်ယောက်ကြားထဲမှာရှိနေတဲ့ အကွာအဝေးတွေကို distance တွေကိုငါမုံနေအဲအဲ့ဒီတည်းငါခံစားလို့မကောင်းဘူးခံစားချက်မကောင်းအာဒီ distance ဆိုတာတော့လေဒီတစ်ခါမှဘယ်လိုခံစားရလဲဆိုနည်းနည်းစီးချနေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးခံစားနေရာဒေသဝေးရလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ခုကလေစီးချနေရပေါ့နော်သူကလေ France လို့ဒီမှာလည်းပြောထားတယ်ဆိုတော့ ။တနေချင်းဆိုရစီမြားချနေရလားပေါ့လေ။ကဲဒါဆိုလို့ရှိရင်တော့အလုံးမကြီးနဲ့ကြမယ်လို့ပြောလိမ့်မယ်နော်။